စင်ချောဆိုတာဗီယက်နမ်ဘာသာစကားဖြစ်ပြီးမှအင်္ဂလိပ်လို hello မြန်မာလို mingla ပါလို့အထိပ်ပေးရတော့စကားလုံးဖြစ်ပါတယ်ရှင်အားလုံးပဲ mingla ပါဒီကနေ့ကျမရောက်ရှိနေတဲ့နေရာကတော့ဗီယက်နမ်နိုင်ငံမြောက်ဘက်ပိုင်းမှာရှိတဲ့ဟာဇန်းဆိုတဲ့မြို့ကိုရောက်နေတာဖြစ်ပါတယ်ဟာဇန်းမှာဆိုလို့ရှိရင်ယခုမေဆီရောနောက်မှာမြင်နေရတဲ့ဒီမြင်ကွင်းတွေတာမေပေါ့နော်တောင်တန်းတွေ အရန်လာတဲ့တောင်တန်းတွေဥစ္စာပြောမယ်ဆိုလို့ရှိရင်ပပတ်လေးဝန်းရံနေတဲ့မြို့လေးပေါ့နော်ဒီမြို့လေးတွေမှာ ပါတယ်ရှိတယ်ပြလို့ရှိရင် ကျမတို့တွားရောက်လေးပတ်ကလေးနေရာလေးတွေမှာအီကေရောရောလာပါတယ်အဲမြင်ကွင်းလေးတွေရှိတယ်ဆိုတဲ့အကြောင်းအရာလေးတွေကျမကမစ္စရကိုအကုန်လုံးမျှဝေပေးမှာဖြစ်ပါတယ်ဒီတော့ကျမရဲ့ဗီဒီယိုလေးတွေကို like and share လုပ်လို့ရတယ်လို့ subscribe လေးတွေလုပ်ထားပေးဖို့မမေ့ကြပါနဲ့လို့လည်းဥစွာမိသားရခင်ပြပါစေရှင် အားလုံးပဲမင်္ဂလာပါဒါကတော့ဟာကြောင်းမျိုးတွေမှာရှိရဲ့မြစ်ပေါ့နော်ဘုံဘောလည်းမှာဟွာလေးမြစ်ကုတ္တရာတစ်ခုရှိရဲ့အခုဒါကတော့မြစ်ကုတ္တရာနောက်တစ်ခုပေါ့နော်ဟောအထက်ဘက်မှာဆိုလို့ရှိရင်ပိုလာတယ်ကျွန်တော်ကတော့ဒီနေ့ကတော့ဒီနားတွားယူရှောက်လဲပါပေါ့နော်ရှောက်လဲမယ်ပြီးလို့ရှိရင်တပိုက်ခါလောက်ကြာလို့ရှိရင်တခြားတောင်းတောင်းဘောဘက်ကိုသွားလို့ရတဲ့နေရာတွေကိုသွားပြီးမှ လေဘတ်ကြည့်မှာပေါ့နော်သူတို့ကဒီတွားမယ်ဆိုလို့ရှင်ခြေချင်းနဲ့လေတွားလို့ရတယ်ဆိုင်ကင်းနဲ့တွားလို့ရတယ်ဒီကားတွေငါပြီးမှတွားလို့ရတယ်ဒါမျိုးပေါ့နော်ဒါကတော့ဟာကြောင်းမျိုးလေးကမြစ်ဖြစ်ပါတယ်။ဟူးရမ်းလာတယ်ဟော။ ဒါကတော့ဗီယက်နမ်နိုင်ငံမြောက်ဘက်ပိုင်းမှာ ရှိတော်ဟာဂျန်းဆိုတဲ့မြို့ကိုကျမတို့တွားရောက်လေပါကက်စင်ကရေကူးထားတာလေးတွေကို မျှဝေထားတာဖြစ်ပါတယ်ဒီနေရာမှာဆိုတော့ရှင်ဒီမြေရနာမည်ကတော့ Law River လို့ခေါ်ပြီးမှမြေဘေးမှာဆိုတော့ရှင်သူက coffee sign လေးတွေတိုင်းတလုံးနဲ့ဒီလိုမျိုးထောင်ပြီးမှဆောက်ထားတဲ့အဲ့ဒီအဆောက်အဦလေးတွေက coffee sign လေးတွေဖြစ်တာပေါ့နော်ကျမတို့က live shot တွေ့ရင်လည်းအဲ့ဒီ coffee sign လေးတွေမှာတော့ထိုင်ဖြစ်တယ် တတော်လေးချစ်စရာကောင်းတယ်ဒါမျိုးပြီးပေါ့နော်ပြီးရင်အနီနာတွိုင်းမှာကျမတို့လမ်းလျှောက်ထွက်တယ်အဲ့ဒီချိန်ကာလတော့ကဆိုလို့ရှိရင်ဗီယက်နမ်တွေရဲ့နေ့90ပြည်လူလက်လူလက်ရေးအထိမ်မှတ်ကာလဖြစ်တဲ့အခါကျတော့အကုန်လုံးကမီတာစုလိုက်ကြီးထွက်ကြတာတော့အလိုမျိုးရရှိခဲ့တာမြင်ခဲ့တဲ့အခါကျတော့အတော်လေးအဲတဘောကြမြင်ရပေါ့နော်သူတို့တွေကိုကြည့်ပြီးမှအတော်လေးလေးစိတ်ချမ်းသာရပါတယ်ရှင်ဒါကတော့ကျမတို့ ဟောဒီဟာဇန်ကိုရရှိခဲ့စဉ်ကမြို့တွင်မှာလမ်းလျှောက်ထွက်ရင်းနေမြင်ခဲ့တာလေးကိုမျှဝေထားတာဖြစ်ပါတယ်ရှင်အလုံးပဲမင်္ဂလာပါဒါကတော့တောင်တွေပပတ်လေးဝင်းရထားတဲ့ဟာဇန်မြို့လေးမှာရောက်နေတာဖြစ်ပါတယ်ကျိုးတို့ကတော့ဟိုဘက်မှာမြစ်တွေပါသွားကြည့်ပါတော့ဒီလိုရှင်အိမ်ပြန်ခဲ့ရမကြည့်နောက်ဘက်မှာဆိုလို့ရှင်တောင်သားတွေဝင်းရထားတာရမ်းလာတော့ ဒါကတော့ဟာချောင်းမြို့လေးမှာကျမတို့လမ်းလျှောက်ထွက်ရင်းနေမြင်ကြတဲ့နေရာတွေထိတ်ကဒေတာခံတွေရောင်းချနေတဲ့တတိဝလံအသာငါဟင်းဒီဟင်းရွတ်တွေရောင်းတဲ့အဆိုင်လေးတွေလည်းမြင်ကြတယ်ပေါ့နော်ကျမတတိထမိတာကတော့သူတို့ရောင်းချတဲ့တတိဝလံတွေဆိုလို့ရှင်တံပေါ်ဒေတာအထွက်ဖြစ်တဲ့အခါကျတော့အတူကလေးလက်ဆက်တဲ့မွေးနေရပါတတိရဲ့အနံ့လေးဆိုလို့ရှင်အတူလေးလက်ဆက်တဲ့ဒါမျိုးရှိရပေါ့နော်ဒါဆိုလို့ရှင်ဗီယက်နမ်နိုင်ငံဟာချောင်းမြို့တွေမှာကျမတို့လမ်းလျှောက်ထွက်ရင်းနေမြင်ကြတာလေးတွေကိုမျှဝေ ထားခြင်းဖြစ်ပါတယ်ရှင်။ရိုက်ကူပြီးမဲဆွေတို့ကိုမြောက်ပေးခါဖြစ်ပါတယ်။ ကျမတို့ကဟာကြောင်မျိုးမှာတနေ့ကလေးပတ်ပြီးမှလျှောက်လေ ပြီးမှလမ်းထွက်လျှောက်တာပေါ့နော်ကျမရေရလမ်းထွက်လျှောက်တယ်ညနေပိုင်းရောက်တော့ညနေစာစားဖို့အတွက်တနေ့ရသွားတယ်အဲသွားရင်းလာရင်းနဲ့ဒါလည်းဆိုလို့ရှိရင်ကျမတို့သွားခဲ့တဲ့လမ်းမှာမြင်ခဲ့တာလေးပေါ့နော်ဒါဆိုလို့ရှိရင်တော့အတိရွတ်လေးတွေသားငါးလေးတွေတတိဝလန်တွေအဲရောင်းချနေတာလေးမြင်ခဲ့တယ်ဒါလည်းဆိုလို့ရှိရင်ဗီယက်နမ်ဒေသခံတွေရောင်းချတဲ့စိုင်းတန်းလေးတွေဖြစ်ပြီးမှကျမတို့သွားမဲ့ဒီညနေစာသွားစမဲ့နေရာဆိုလို့ရှိရင်ဒီလမ်းနဲ့သွားမဲ့ သွားမယ်ဆိုလို့ရှိရင်ပိုအဆင်ပြေတဲ့အခါကျတော့ဒီလမ်းကြောင်းကိုပဲရွေးချယ်ခဲ့တာဒါမျိုးတော့ရှိရပါတော့ဒီမှာဆိုရင်တို့ငါးရရော အလလတ်ဆက်ဆက်ရောင်းချနေတာဒါမျိုးလည်းမြင်ခဲ့တယ်ပြီးတော့ချက်တွေဆိုလို့ရှိရင်လည်းအုတ်လောက်အဲ့လိုမျိုးပေါ့နော်အုတ်ဆောင်လေးနဲ့အုတ်ဘူးမှလာရောင်းချနေတာဒါတွေလည်းမြင်ခဲ့ပါတယ်ရှင်သာကျွန်တော်ကလေဟာကျောင်းဟာကျောင်းမြို့လေးမှာရှိတယ်သူရဲ့ဒီ ဆိုင်လေးပေါ့နော်ကုံဆုံဆိုင်လေးတွေရောဒီဒေတာအစားအသောက်တွေပါရောင်းနေဆိုင်လေးတွေရောဟေးကြော်ရူပါဒီကွာခမိုင်းတော့ခမိုင်းเจ็ดเลยยาวเนี่ยเจ็ดจรก็รอไอ้เซโหแท้ปีมาเนี่ยสอสาโบด้วย ျတို့လိုက်ရှာတဲ့ဆိုင်ကြီးပေါ့သွားတာပေါ့နော်ညစာသခါစားဖို့ဆိုလို့ရှိရင်အများကြီးစူးစမ်းရပါလေဆိုလို့ရှိရင်ဒီမှာလေထုတ်ဆိုင်တွေကပိတ်ထားတာတော့အဲ့လိုမျိုးရှိရပါတော့အဲ့ဒါကြောင့်ကဲညစာစားမဲ့နေရာတော့ရောက်ပါပြီမကျစ်ကန္နလာမှာပေါ့နော်ဟိုဆိုမြစ်ကန္နလာမှာဒီနေ့ကျတို့တွားခဲ့နေရာဟိုဘက်မှာပေါ့နော်ဟိုဘက်မှာ သူတို့စီမလည်းအဲ့ဒီဟိုဟာကျမတို့ဒီနေ့တွားခဲ့တဲ့ချိန်တော့ဆိုလို့ရှိရင်ဟိုဟာတရားကနှစ်ခုတွေ့တာပေါ့နော်ဒါဆိုလို့ရှိရင်အထက်ဘက်ကနေရာလေးတွေပေါ့နော်ဒီနာဒီနာတကြောဆိုလို့ရှိရင်ဒီမိကနာတစ်ချောင်းအဲ့လိုမျိုးဆိုင်ကလေးနဲ့ပတ်စီလို့ရတယ်ကားတွေလည်းတွားလို့ရတယ်ကျမကားတော်မှတွေ့တယ်အာဒီနေ့ကျမတို့တွားလေနဲ့တွေ့ခဲ့တဲ့မြစ်ပေါ်နာဒါညနေပိုင်းနေဝင်စစ်စာမှာမြင်နိုင်တဲ့မြင်ကုန်လေးတယ်ခင်ကျမတို့ကတော့နောက်ဆက်စားပြီးလို့ရှိရင် အိမ်ပြမယ်ဒီလိုမျိုးအစစ်စင်ရှိရပေါ့နော်ဒီမှာဆိုရှင်ပါတယ်ရမလဲဆိုတဲ့ဟာလည်းတက်ကြည့်ပြီးမှမစ္စရုကိုမျှဝေပေးထားပါမယ်နော်ဒီညမှာတို့အလဆင်ထားတဲ့မြေပုံးလေးတွေဆိုလို့ရှင်တို့ဒေတာမှာနေထိုင်ကြတဲ့လူမျိုးပေါ့နော်မုံလူမျိုးတွေရဲ့ရိုးရာဒေတာအစင်လေးတွေနဲ့ အလားဆင်ထားတဲ့မြေပုံလေးတွေဖြစ်ပါတယ်ဒါတွေကတော့အပြစ်မှဆိုလို့ရှင် ပိုပြီးမှလာတယ်သူတို့ရဲ့ရိုးရာအဆင်အကွက်လေးတွေဆိုလို့ရှင်အတော်ကလေးအနုစိတ်ပြီးမှသူကလေးလေးလာတယ်ဒါမျိုးတွေပေါ့နော်ဒါတွေကတော့ကျွန်မမြင်ခဲ့တာလေးတွေကိုမစ္စတာတို့ကိုမျှဝေထားခြင်းကြဖြစ်ပါတယ်ရှင်ဒါဆိုလို့ရှင်ကျမတို့ကဒီဆိုင်မှာဝေယူအပိစားတုံးခဲ့တဲ့အစားတောက်လေးတွေပေါ့နော်တဖူကျော်ဒီဝတ္တကင်းတခြားတော့ဒီကစွန်ရွေကျော်တို့ပါတော့လို့ရှင်ကျမတပုံရိုက်ဖို့မိသွားတာအကြောင်း ဒါကတော့ကျမတို့ဒီဗီယက်နမ်နိုင်ငံမြောက်ဘက်ပိုင်းမှာရှိတော့ဟာကျောင်းမြို့မှာကျမတို့တွားရောက်တဲ့ဘတ်ကင်စင်ကတနေ့ကုန်လေပတ်တဲ့လမ်းလျှောက်ထွက်တယ်ပေါ့နော်လမ်းလျှောက်ထွက်တယ်ပြီးလို့ရှင်ညနေပိုင်းဆိုလို့ရှင်ကျမတို့ကဒီ Law River ဆိုပြီးဆိုတဲ့ဒီမြန်မာလို့ဆိုလို့ရှင်တော့ Law မြစ်ပေါ့နော် ိတ်ညစ်ပါတယ်ဟေးလောဆိုတော့ဟာရကံပြပါလို့ဆိုလို့ရှင်နည်းနည်းစိတ်နားထဲမှာကိုလိုကလန့်ကိုဖြစ်တာတော့ပဲလေသူတို့မြည့်ရဲ့နာမည်ကအဲ့လိုဖြစ်တာပေါ့နော် အဲ့ဒီနေရာနာမှာရှိတဲ့စတောက်ဆိုင်တဆိုင်မှာကျမတို့ညစာလေးသွားစာရင်းနဲ့ရိုက်ကူးထားတာလေးတွေအရန်လာပြောဆိုသူတို့ရဲ့စတောက်ဆိုင်ရဲ့ပုံစံလေးပြင်ဆင်တာသူတို့လေးလာတဲ့အတွက်ကြောင့်မိတ်ဆွေတို့ကိုအမတ်တရားအနေနဲ့ပြန်လေးမျှဝေထားခြင်းဖြစ်ပါတယ်။ကျမရဲ့ဗီဒီယိုလေးတွေကိုအဆုံးထိဝင်ရကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကိုထူးပြီးကျေးဇူးတင်ရှိတယ်လို့အားလုံးလည်းနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေရှင်။ Now ဗီဒီယိုလေးတွေမှာပြန်ဆုံကြပါမယ်နော်။ Bye bye ။